မင်္ဂလာနံနက်ခင်ပါယေရှုခရုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိတာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွေ့ပူချိန်ကတော့24ဒီဂရီရှိပြီးတော့မှ25ဒီဂရီရှိတယ်လို့ခန့်သန်းရရှိနေပါတယ်ဒေဒုရေသွေးကတာမန်ဖြစ်ပြီးတော့မှတနိတာလုံးတွေ့တိမ်တင်းတင်းရှိပြီးညနေပိုင်းနေမှာမိုးရွာသွန်းနိုင်ပါတယ်မြင့်ဆုံးပူချိန်ကတော့32ဒီဂရီရှိမှာဖြစ်ပါတယ် နေ့စဉ်ဝေဖြူခြင်းလင်းပြအော်တိုဘာလ5ရက်တနင်္ဂနွေနေ့2025ဖျားဝတ်၌မှုလျော်သောသူတို့ကိုကယ်တင်ခြင်းကတတ်နိုင်တော်မူ၏ဒီကချက် ရှင်ပေတရုဩဝါဒစာဒုတိယဆောင်မှာခွန်အားယူရများအပိုင်း3ဖက်ရံကျမ်းကျက်ရှင်ပေတရုဩဝါဒစာဒုတိယဆောင်ခန်းကြီးနေခန်းငယ်တမ30တို့တော်လေယူဒလူတို့တွင် မိစ္ဆာပရောဖက်ရှိကြ၏ ထိုနည်းတူဖြက်စီတက်သောမိစ္ဆာဒိဋ္ဌိအယူများကို ပရိယေအာဖြင့်တွင်း၍မိမိတို့ကို ဝေတော်မူသောရှင်ကိုညင်းပယ်လျက်မိမိတို့ပေါ်သို့လင်စွာသော ဖြက်စီခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည်တင်တို့တွင်ရှိကြလိမ့်မည်သူတို့ညဉ့်ညူသောအကျဉ်းတလေးတို့ကို အများသော သူတို့သည် လိုက်တော်အာဖြင့်တမာတရားလမ်းတည်သည် ပြည့်စည်လိမ့်မည်သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့သောစကားနှင့်သင်တို့ကိုကုံတွယ်ကြလိမ့်မည်သူတို့ပြစ်စီရင်ခြင်းသည်ရှေးကာလမှစ၍မဖြစ်မနွယ်သူတို့ဖြတ်စီခြင်းသည်လည်းအိပ်၍မပြောအကြောင်းမူကားပြစ်မာသောကောင်းကင်တမန်တို့ကိုဘုရားသခင်သည်နှမျောတော်မမူငရေတဲ့သူချလိုက်ပြီးမှစစ်ကြောစီရင်ခြင်းလုံငါချုပ်ထား၍မောင်မိုက်တန်ကျိုးနှင့်ချီနောင်တော်မူ၏ရှေးလောကတက်ကိုလည်းနှမျောတော်မမူ ရောက်မှချင်းတရားကို ဟောသောနောဤနှင့်လူခုနှစ်ယောက်တို့ကိုစောင့်မတော်မူ၍ဖျားကိုမကိုးကွယ်သော လောကီသားပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။တောတော်မျိုးနှင့်ဂေါမောရာမျိုးတို့ကိုမီးရှို့၍ဖျက်ဆီးရာဒဏ်စီရင်တော်မူသည်ဖြင့်နောင်၌မတရားသောအချင်းကိုကျင့်အံ့သောသူတို့အားပုံသက်တွေကိုထားတော်မူ၏။ထိုအခါမတရားသောသူတို့၏ညှဉ်းညူခြင်းအပြင်နှောက်ယှက်ခြင်းကိုခံရသောသူတို့ ဖြောင့်မတ်သော လောတကိုကယ်နှုတ်တော်မူ၏ထိုဖြောင့်မတ်သောသူသည်မတရားသောသူတို့တွင်နေစဉ်ကသူတို့၏မတရားသောမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက်နာကြားလျက်ရှိသဖြင့်မိမိဖြောင့်မတ်သောစိတ်နှလုံးကို ပြင်းစွာညှင်းဆဲရ၏ဖျားဝဲ၌မှု့လျော်သောသူတို့ကိုစုံစမ်းနောက်ဆက်ခြင်းထဲကကယ်နှုတ်ခြင်းက၎င်းမတရားသောသူတို့ကိုဒဏ်ခံစေမိကြောင် ရင်ယူသောတတ်မဲ့ခြင်းကိလေသာနှင့်တကွာကာမဂုဏ်အလိုတို့လိုက်၍အာနာစက်ကိုမထီမဲ့မြင်ပြုသောသူတို့ကို အထူးသဖြင့်ဒဏ်ခံစေမည်ကြောင်းတရားဆုံးဖြတ်တော်နေဖို့ချုပ်ထားခြင်းက၎င်းသာဝရဖျားသည်တတ်နိုင်တော်မူ၏ထိုသူတို့သည်ရဲရင်သောသူ ကိုအလိုတို့လိုက်တတ်သောသူဖြစ်၍ဘုံတကိုကြည်သောသူတို့ကိုကဲ့ရဲ့ဝင်ကြ၏တိမောသေဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်၈ ကိုယ်ကာယဆုံးမခြင်းသည်များစွာသောကျိုးကိုမပေးတတ်။ဖျားဝဲ၌မှွေလျော်ခြင်းမူကားယခုဘဝနောင်ဘဝနှင့်ဆက်ဆိုင်သောဂတိတော်ကိုရသည်ဖြစ်၍ဒီနေရာမှာရောရှင်ပေတရုသည်ယုံကြည်တွေကြားထဲမှာပေါ်ပေါက်လာနိုင်တဲ့မှားယွင်းတဲ့သွန်သင်ချက်တွေနဲ့မကောင်းတဲ့ကျင့်တွေကြောင့်ကိုသတိပြုဖို့ရန်ပြောပြထားပါတယ်။ခဲငယ်တိတ်ကနေသုံးမှာတော့လူတွေကြားထဲမှာသူသဖြင့်ယူရလူတွေကြားထဲမှာ အယောင်ဆောင် prophet တွေအယောင်ဆောင်ဆရာတွေပေါ်လာမယ်ဒီဆရာတွေဟာဖြက်စီတက်တဲ့တော်သင်ချက်တွေကိုတိတ်တဆိတ်တွင်းယူလာပြီးတော့မှသူတို့ကိုအဖို့ခါနဲ့ဝယ်ယူထားတဲ့သခင်ယေရှုကိုပဲငင်းပယ်ကြလိမ့်မယ်သူတို့ရဲ့တော်သင်ချက်တွေကြောင့်အမှန်တရားကိုဟောပြောနေတဲ့သူတွေတောင်မှခဲ့ရခြင်းရှုပ်ချခြင်းကိုခံရလိမ့်မယ်သူတို့ဟာလောဘစိတ်နဲ့လိန်ညာတဲ့စကားတွေကို အမျက်ထုတ်ကြလိမ့်မယ်လို့သတိပေးထားတယ် ဒီနေရာမှာကျွန်တော်သတိထားရမှာကမာရွေးနဲ့သူတင်ချက်တွေဟာအပေါ်ရင်ကြည့်ရင်ဆွဲဆောင်မှုရှိနိုင်တယ်သူတို့တွေအမျိုးမျိုးလှပစွာတစားစင်ထားကြလိမ့်မယ်ဒါပေမဲ့သူတို့ရဲ့ဆုံးသက်ကတော့ဖြက်စီးခြင်းဖြစ်ပါတယ်ဘုရားသခင်နှုတ်ကပတ်တော်နဲ့မကန့်ညီတဲ့သူတင်ချက်တွေကိုစံစာကိုပြန်လည်ကြည့်ပြီးတော့မှသတော်သတိထားကြဖို့ရန်လိုပါတယ်ခန်းငယ်၄မှ၉မှာတော့ရှင်ပေတရုက မာရွင်းတဲ့ဆရာတွေနဲ့မကောင်းတဲ့သူတွေကိုဘုရားသခင်ကိုယ်တိုင်ကဘယ်လိုတရားစီရင်မလဲဆိုတာကိုဖော်ပြထားတယ်။ဘုရားသခင်ကိုမနာခံတဲ့ကောင်းကင်တပံတွေကိုဘုရားသခင်ကအမောင်းလူတွေမှာကျင်းအောင်ထားပြီးတော့မှတရားစီရင်မယ့်နေ့ကိုစောင့်ဆိုင်စီတယ်။ရှေးဟောင်းကဘာဖြစ်တဲ့နော်ဣရုလက်ထက်မှာလဲမနာခံတဲ့လောကကြီးကိုဖျက်ဆီးဖို့ရန်အတွက်ဘုရားသခင်မနှမျောဘူး။ဒါပေမဲ့ဖြောက်ပတ်တဲ့နော်အေးနဲ့သူ့မိသားစုကိုခေတင်ခဲ့တယ်။ တောရုံနဲ့ဂေါမောရာမြို့တွေမှာလည်းမီးနဲ့လောင်ကျွမ်းစီပြီးတော့မှ ပြာဖြစ်ခဲ့စေပေမဲ့စိုးရုပ်တဲ့သူတွေကြားထဲမှာလောတာကိုကယ်တင်ခဲ့တယ်။ဘုရားသခင်သည် မကောင်းမှုကိုစီရင်ပြီးတော့မှအဲ့ဒီကြားထဲမှာဖြောင့်မတ်တဲ့သူတွေကိုကယ်တင်ဆောင်လျှောက်တတ်တဲ့ဘုရားသခင်ဖြစ်ပါတယ်။ဘုရားသခင်ကိုရော်တိုင်းသည်ဘုရားဝန်၌မှု့လျော်တဲ့သူတွေကိုစုံစမ်းခြင်းနှင့်ခက်ခဲတွေကြားထဲကာ ဘလူကေတင်ရမလဲဆိုတာကိုသိတော်မူတဲ့ဘုရားသခင်ဖြစ်ပါတယ်။ဆက်လက်ဆုတောင်းကြပါစို့။မြတ်တော်ရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနေ့ခင်တည့်တွယ်လေးကိုရဲကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ဒီမနေ့ခင်မှာလူထရှင်သင်လာတဲ့သူတွေအားလုံးခန္ဓာကိုယ်စိတ်ဝိညာဉ်ညှဉ်းညူးခြင်းတွေကိုပယ်ရှားပြီးတော့မှစင်ကြယ်တန့်ရှင်းစွာခွန်အားပြည့်နေလူထလာနိုင်ဖို့ကိုရရှင်ပြင်ဆင်ကောင်းကြီးပေးပါ အနောက်ဆက်ပြုတ်တဲ့ ိတ်ဝိညာဉ်ဒီမှားရွင်းတဲ့အရာတွေကိုလည်းခြံထားနိုင်ဖို့ကောင်းကြီးပေးပါမိမိရဲ့အတ္တကို ပြန်လည်ဆင်ခြင်စီစဉ်ပြီးတော့မှနေ့တစ်နေ့တာလုံးဘုရားသခင်အလိုရနဲ့ညီသက်ရှင်နိုင်သောသူတွေဒီဒီဖြစ်စေဖို့ကောင်းကြီးပေးပါကိုရောစမ်းပါခြင်းလိုအပ်တဲ့သူတွေကိုစမ်းပါခြင်းခွန်အားပေးပါခန္ဓာကိုယ်အားနည်းတဲ့သူတွေစိတ်ပိုင်းဆိုင်ရာအားနည်းတဲ့သူတွေကိုရောရှင်စမ်းပါခြင်းခွန်အားစိတ်ပိုင်းဆိုင်ရာ ကျမ်းမာခြင်းခွန်အားကိုပေးသနာတော်မူပါ လက်တော်သူအနှံပါရပြေလွားပုံးချောင်နေရတဲ့သူတွေကိုရရှင်ကောင်းကြီးပေးပါလူငယ်တွေကိုရရှင်ကယ်နှုတ်တော်မူပါမန္တန်ညုကိုရရှင်ကောင်းကြီးပေးပါဉာဏ်ဆုံးမတရားမှုတွေတဲကလွတ်မြောက်ပြုံးပါငြိမ်းချမ်းတရားသော ရှင်သန်မှုတွေကိုလှုပ်ဆောင်နိုင်တဲ့နိုင်ငံကြီးဖြစ်စေဖို့ကိုရရှင်သူပြင်စင်ကောင်းကြီးပေးသနာတော်မူပါ မတရားဖန်ဆီးချုံနှောင်ခံရတဲ့သူတွေလွတ်မြောက်စေတော်မူပါမတရားပြုတဲ့သူတွေကိုလည်းကိုရရှင်လေးလေးနဲ့လက်ဖြင့်တင်လျက်ဆုံးမတော်မူပါတားတော်မတတ်နိုင်ပါသို့လည်းပဲကိုရရှင်မတတ်နိုင်တာဘာမှရှိဘူးလို့ယူကြည်သိမှတ်လျက်ဒီနေ့ပင်ဆုတောင်းပါれမြန်ဆုံးမတရားမှုတွေကိုပါပြောက်စေတော်မူပါအကြံစီတွေအားလုံးမအောင်မြင်စေဖို့ကိုရရှင်ဖျားပြင်ဆင်ပေးတနာတော်မူပါအပြစ်ကိုလွတ်တော်မူပါ မန္တန်ကြီးကိုကယ်တင်ကောင်းကြီးပေးသနာတော်မူပါမည်ကြောင့်သခင်ယေရှုခရစ်တော်ဖျားဤနာမတော်မြတ်ကိုမြှပြုလျက်သနာခံဆုတောင်းကြပါရဲ့ဗျာအာမင်